ျွန်တော်မန်စီတင်က AC Milan က Rangers ကိုဘာလို့လိုက်နေလဲသိလားအဖြစ်လို့လဲဆိုတော့ဒီကောင်ကနံပါတ်8ရိုနီယာကိုကောင်းကောင်းကစားနိုင်လို့ဗျာကျွန်တော်တို့မြင်တာကမန်စီးတင်းမှာရိုဒရီဒန်ယာရနေလို့ပြီးလို့ရှိရင်ကေဗင်ဒီဘရိုင်းခြေစွမ်းကျနေလို့အဲ့နေရာတွေကိုပဲကျွန်တော်တို့ကအဓိကခေါ်ဖို့ပဲကျွန်တော်တို့ပြိတက်တည်းကမြင်နေတာဗျာဒါပေမဲ့တကယ်တမ်းနံပါတ်8ရိုနီယာမှာကကျွန်တော်တို့လုံးဝကြီးကိုခြေစွမ်းကျဆင်းနေအောင်ကျွန်တော်တို့ကဒရီမထားမိတာဒါပေမဲ့မန်စီးတင်းတာဝန်ရှိသူတွေကဒရီထားမိတယ်အဲ့ဒါကြောင့်ပဲကျွန်တော်တို့ AC Milan တင်းက Rangers ကိုရအောင်ခေါ်ခြင်းနေတာဗျာ ရင်ဒါကဘလိုကစားမမျိုးလဲဆိုတော့ box to box player ဗျာအဲ့မှာခင်ဗျားကျွန်တော်လာမေး box to box player ဆိုတာဘလိုမျိုးလဲဆိုရင်ခင်ဗျားလာမေးလိမ့်မယ် box to box player ဆိုတာကျွန်တော်မန်စီးတင်းမှာအရင်တော့ကန်သွားဘူးတဲ့ရာရာတိုရေးလို့ကစားမမျိုးဗျာအဲ့တော့ပြီးနောက်တစ်ယောက်အနေနဲ့ဆိုရင် steven jerrett လို့ကစားမမျိုးဗျာ box to box ဆိုတာကျွန်တော်ကိုယ့်ရဲ့ queen ဒီ ်ဧရိယာထိတ်မှလည်းခန်းစစ်ကိုကာဝယ်ပေးလို့တစ်ဖက်တိုက်စစ်စစ်နေချင်းကြရတယ်တစ်ဖက်ဧရိယာတဲ့ဒီကျွန်တော်ဝင်ပြီးတော့ကစားတဲ့ကစားသမားမျိုးကိုကျွန်တော်က bus to bus player လို့ခေါ်တာဗျာ okay ကျွန်တော်စောစောပြောတဲ့ရာယာတိုရီနဲ့ဂျရက်ကနားရလို့အခုလက်ရှိ bus to bus player ကိုမြင်အောင်ပြဆိုလို့ရှိရင်ကျွန်တော် real metric က bellingham ကိုပြမယ်ဗျာလို့နော် bellingham ဆိုရလဲ bus to bus player မျိုးပဲ okay bellingham မဟုတ်ဘူးငါ man city မှာမရှိဘူးလားဆိုရှိတာပေါ့ဗျာလို့ကျွန်တော် man city မှာဆိုရင် gandogan လို့ကစားသမားမျိုးဗျာ bus to bus player ကွင်းလေခန်းစစ်ဒီခန်းစစ်မှာလည်းကျွန်တော်ပါဝင်လို့ရှေ့ကတိုက်စစ်မှာလည်းပါဝင်နေဗျာအဲ့လိုမျိုးအဲ့လိုကစားရမမျိုးဗျာအဲ့တော့ Renders ကအဲ့ number 8 rule နေရာကိုကောင်းကောင်းကစားနိုင်တယ်ဒါသူ့ရဲ့အားတန်ဆုံးနေရာ Renders ကအဲ့နေရာပြုံမှာကျွန်တော်တို့ဒီ Holy Midfielder ပေါ့နော် Rodri ကစားတဲ့နေရာမှာလည်း ကစားနိုင်တယ်လို့ကျွန်တော်နံပါတ်10ရို Kevin De Bruyne နေရာမှာလည်းကောင်းကောင်းကစားနိုင်တယ်ဘာလို့ Kevin De Bruyne နေရာမှာကစားနိုင်လဲဆိုရင်သူ့ရဲ့ vision နဲ့ passing ကတော်တော်ကြီးကောင်းတာဗျာဒီခါကြီးက vision ရှိတယ်ဗျာ vision okay ပဲဒီလိုဒီလိုပေးလိုက်လို့ရတယ်ဆိုရင် vision ရှိတယ်ဒါပေမဲ့ဘောလုံးပေးတာများတော့လည်းကိုကစားသမားစီမရပဲပြိုင်ပြတ်တင်းစီရတော့အောင်ဗျာဘောလုံးပေးတာ ਨੇ တော့ရဆိုရင်လည်းလိုရမရပဲပြိုင်ပြတ်တင်းရပဲရတော့မှာပဲဗျာအဲ့ဒါကြောင့်မလို့ vision နဲ့ passing ကလို့ကိုလို့တယ်အဲ့နှစ်ခုကသွဲနေတာဗျာအဲ့တော့ ရင်ဒါစ်ကနံပါတ်10ဘာလို့ကစားနိုင်လဲဆိုလို့ရှင်သူ့ရဲ့ဒါဘီရှင်နဲ့ပတ်စင်ကတော်တော်ကြီးကိုကောင်းလို့လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ ရင်ဒါစ်ကိုကျွန်တော်မန်စီတင်းကလိုက်နေပြီအဲ့တော့ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဂန်ဒိုဂန်နဲ့ကိုဘတ်စစ်နေရာကိုစားထိုးလိုက်မယ်နံပါတ်၈ရိုးနေရာပေါ့ဗျာအဲ့တော့ဂန်ဒိုဂန်ရောကိုဘတ်စစ်ကိုကပြောရမယ်ဆိုသူတို့ရဲ့အကောင်းဆုံးအချိန်တွေကိုကျော်လွန်ပြီးတော့ပြီအဲ့တော့ဒရုစီကကျွန်တော်တို့ဘာမှအများကြီးထပ်ပြီးတော့မျှော်လင့်လို့မရတော့ဘူးဗျာအဲ့တော့ရှင်းတယ်ရေရှည်အတွက်ကိုကျွန်တော်တို့ဒါရိုက်အစားထိုးဖို့အတွက်ကိုရင်ဒါစ်ကိုလိုက်နေတာအဲ့တော့ရင်ဒါစ်ကိုကျွန်တော်တို့မန်စီတင်းကဒီအီတလီစီရီအပွဲတွေပွဲစဉ်တွေပြီးသွားလို့ရှိရင်တရားဝင်ကလပ်မှုပြုလိုက်မယ်အဲ့ဒါပြီးလို့ရှိရင်တော့အတင်းနှစ်တင်းကြာကျွန်တော်တို့ပြောင်းရွှေ့ကြေးကိစ္စတွေညှိနှိုင်းမယ်တကယ်၍ ်တဘောတူညီမှုရခဲ့ရင်တော့ကျွန်တော်တို့ Renders ကမန်စီးတင်းကိုရောက်လိမ့်မယ်ပေါ့ဗျာရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ Gando Gan တို့ Kovacic တို့ရန်ကုန်ပို့လိမ့်မယ် Renders ကိုပဲဦးစားပေးပြီးတော့တုံးလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ Renders ကကျွန်တော်တို့ Bout to Bout Player Number 8 rule ကောင်းကောင်းကစားနိုင်လို့ဖြစ်နေလို့ပဲအဲ့တော့ renders ကိုရမလား renders ကိုကြိုက်လားတကယ်လို့ကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော် YouTube မှာတစ်ချက်လောက်ဒါသွားပြီးတော့ပေါ့နော် highlight ကလေးတွေကြည့်ကြည့်ပါကျွန်တော်ရဲ့ပူတကြီး YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ်ဗျ